အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီနေ့မှာတော့ဝင်ကလေးတွေကို ခန့်စစ်စိတ်ပါအောင်လိုကင်ပေးပြီးစောက်ပေးနေများသောတင်ဆက်ပေးစင်ပါရယ်။လိမ်ဆက်ဆန်ကြီးကျမတို့ရဲ့ရှင်သားနှမကိုလှုပ်ဆောင်ရေးပါဖြစ်မလဲဆိုရယ်။ကျမတို့လိမ်ချိန်ထမ်းပြီးအလုခန့်စင်လာအောင်ဘယ်လိုလှုပ်ဆောင်ကင်တွယ်ပေးရမလဲဆိုတော့တင်ဆက်ပေးစင်ပါရယ်။အရေးဆောင်မပြောခင်အလုံးဘဟုတုတာဖြစ်သိထားတဲ့ဘိုးအင်းရင်ပါလို့စီများတာလေးဆိုတဲ့အကြောင်းလေးအရှင်းပြောပြမယ်နော်အဲ့ဒါပေးရလေးစတိုင် မိန်ကလေးတွေကိုခံစည်စိတ်ပေါလာအောင်လူကိုင်းမိစုပ်ပိနည်းများကြောင့်တင်ဆက်ပေးသွားမှာပါနော်။မိုးအိမ်တို့အိမ်ရတဲ့ကိုင်းမိစုပ်ကမှခဏခဏရှူးထားပေါက်နေရတဲ့သူတွေရှိတယ်မလား။ရှားတဲ့ဥရူအိမ်တဲ့ခါမှာစေးခဏခဏသွားရတာကအယမ်းစိတ်ဖြစ်တယ်နော်။ဟုတ်တယ်မလား။ဒီလိုဖြစ်စဉ်ကိုတော့မကြခဏစီးသွားခြင်းလို့ခေါ်ပါတယ်။အဲ့အိမ်တဲ့ကြောင့်မကြခဏစီးသွားခြင်းမို့ဒါကတော့ တဘာဝအရာဖြစ်တဲ့ဖြစ်စဉ်ဆိုတော့တားလို့ရတဲ့နီလန်တော့မရှိပါဘူး။ဒါပေမဲ့ဘာသာတင်လို့ဖြစ်ရတယ်ဆိုတာကိုဒီနေ့မှမျှဝေပေးချင်ပါတယ်။အေးတဲ့အခါခနာကိုယ်တွေကသွေးစော်တွေကတုံသွားပါတယ်။ဒီလိုတုံသွားခြင်းကသွေးပေါင်ခြင်းကိုတက်စေပါတယ်။ဒီအခါမှာသွေးတူတာမျိုးမဖြစ်ရအောင်ခနာကိုယ်တွေကအရှင်တွေကိုကြောက်ကန်ကနေစိတ်အဖြစ်နဲ့ပြန်ဆုံထုံရပါတယ်။ဒီလိုဆုံထုံမှသာ ပုံမှန်သေးပါခြင်းကိုထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုသဘာဝအရာသွေးပါခြင်းထိန်းတဲ့ဖြစ်စဉ်ကြောင့်ရာသီဥတုအရင်စိတ်မကြာခဏသွားကျင်တာဖြစ်တဲ့အကြောင်းပြိတ္တကြီးနားလေသွားမိထင်ပါတယ်။ဆက်လက်ပြီးတော့မိခလေးတွေကိုခန့်ကျင်စိတ်ပေါလာအောင်နှုတ်ကိုင်းပြီးဆုပ်ဝေးနည်းများကြောင့်တင်ဆက်ပေးခြင်းပါတယ်။ကလေးမဆန်းဆန်းကြီးကျမတို့ရဲ့ရှင်သာနာမကိုလှုပ်ဆော်ရင်ဘာတွေဖြစ်မလဲဆိုတာရေး ကျမတို့လိန်စိတ်ထပ်ပြီးအလိုခံစင်လာအောင်ဘလို့လှုပ်စော်ကြိုက်တွေပြောင်းလဲဆိုတော့တင်ဆက်ပေးကြပါမယ်။ကျမတို့ရဲ့ရှင်သာနမတဏှာဖြင့်ကျမတို့ရဲ့နှိုးလေးကသေးသေးဖြစ်ဖြစ်သေးသေးဖြစ်ဖြစ်တင်းရင်တော်ပဲဖြစ်ဖြစ်မသိမသာပြော့တွေတာပဲဖြစ်ဖြစ်ပိန်ကိုတဘာဝပဲဖြစ်ဖြစ်ခွဲစိတ်ပြုပြင်ထားတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်နေပါစေ။ယောက်ျားစိတ်အပြည့်ရှိတဲ့ရှင်တို့ရောစားတယောက်အနေနဲ့ ထိတွေ့ကြံတွေ့ကြည့်ဖို့မဆုံးထားလေမြင်တွေ့ရတာကတော်တော်ကြည်နေစရာကောင်းတယ်ဆိုတော့အရှင်ဝန်ခံလိုက်ပါရှင်ဒိန်းတို့ရဲ့အခန်းကဏ္ဍကအဲ့ရတယ်မှာလည်းအရေးကြီးပါတယ်လိမ့်ဆက်ဆံမှုမှာချက်သူနှုတ်စလုံးတွက်တရားဖို့ကိုဖြည့်စေပေးနိုင်အစိတ်ပိုင်းတွေလို့ပြောလို့ရပါတယ်ရှင်တို့ရစာလေးတွေကတော့လူနဲ့ကစားရတာကိုစိတ်အားထက်သန်တာပြောစရာမလိုဝင်မေး ကျမတို့မိန်းကလေးတွေအနေနဲ့ကရောဘယ်လိုရှိမလဲမသိချင်ကြဘူးလားရှင်။ကျမတို့မိန်းကလေးအများစုကလည်းဒါကိုသဘောကျပါတယ်။တို့ကခံရတာကိုနှစ်သက်ကြပါတယ်။တစုံရိဆိုရင်တို့ကိုလှုပ်ဆော်ပေးုံနဲ့ကာမဆန္ဒအတူတည်းရောက်ပြီးကိစ္စပြီးသွားနိုင်ပါတယ်။တို့ရဲ့ထေပြားဖက်တီလုံးလေးတွေဟာအာယုံကြောပေါင်းများစွာစုံစည်းတဲ့နေရာဖြစ်တာကြောင့်သူတို့ကို စနစ်တကျနဲ့လှုပ်ဆောင်ပေးမိဆိုရင်အုံနောက်နဲ့လေရင်ငါရီမှာကလိန်စိတ်နူကြတကြလာစေနိုင်ပါတယ်။ဒီတော့စက်တင်တော့မယ်ဆိုရင်နှုတ်ကိုလျှို့ရှုမထားမိပါစေနဲ့။ဒါအပြင်နှုတ်ကိုလှုပ်ဆောင်ရမှာပုံမှုတရားမှုရှိစေဖို့နဲ့တိတ်ထားတဲ့အချက်တချို့ကိုလည်းဖော်ပြလိုက်ပါတယ်နော်။နှုတ်ခိုင်းတော့မယ်ဆိုရင်စိတ်လုံးချုံမှုရှိအောင်ပြောပြပါ။လိန်လာဆန်းစင်မှုတွေအရာ ကျမတို့မိကလေးအများစုအားကျမတို့ရဲ့ရှင်သာအရွယ်စားပေါ်မှာအမလို့အမရပြန်လေးရှိပြီးနှိမ့်ဆက်ဆံမောဖြစ်တဲ့ရှင်တို့စိတ်ပြတ်သွားမှာကိုစိုးရင်လေးရှိတတ်ပါတယ်။ဒါကြောင့်ကျမရဲ့ရှင်သာတွေကိုစိတ်ကျစကားပြောပေးဖို့ကရှင်သာဝင်ပါရှင်။ကျမရဲ့ဗတ်ဒေးနေ့ရက်စိတ်တမ်းမသွားပါနဲ့။ဗတ်ဒေးနေ့တွေကအာရုံခံစားမှုအများဆုံးနေရာဖြစ်တာကြောင့်ကျမစိတ်နဲ့ใจကိုသိချမသိသေးခင်မှာ တိုက်ရိုက်တမ်းမသွားသင်ပါဘူးရှင်အရင်ဆုံးကျမရင်သားရဲ့ဘေးဘက်အောက်ခြေနေရာလေးတွေကိုပုတ်တက်ခိုင်တွေ့ပြီးပါတစ်ချိန်တည်းမှာပဲလဲတိုင်းနှာသီးနဲ့ညက်ယိုနေရာတွေကိုလည်းအနံပေးပါရှင်ကျမရဲ့အညီအစာဝိုင်းလေးကိုအာရုံစိုက်ပါကျမဘကအစင်သေးဖြစ်လာပြီးတည်းသမားရဲ့လုံသေးအောင်ဖက်လေမှရှိတဲ့အညူရအဝဝနေရာလေးကိုအရင်ဆုံးဦးစားပေးတင်ပါတယ် ဒီနေရာလေးကနှုတ်သေးကောင်းတွေထက်ကိုအာယုံခံစားမှုပိုကောင်းတာသောက်ဖြစ်ပါတယ်။နောက်တစ်ချက်ကစင်သားကိုနှုတ်ဤမျက်နှာပြင်တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဆယ်နာရီနဲ့နှစ်နာရီကြာကနေရာကအာယုံခံစားမှုအကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့်လက်ချောင်းလေးနဲ့အဝန်အဝါလေးကိုလှည့်ပတ်ကြည့်စရင်နှုတ်သေးကောင်းလေးတွေကိုပါပဋိတ္တကျတိတ္တကျလှုပ်ဆောင်ပေးနိုင်ပါတယ်။ ရှင်းတဲ့ခန်းနဲ့ရှာတွေကိုလည်းသုံးနိုင်ပါတယ်။လက်ချောင်းလေးတွေနဲ့လှုပ်ဆောင်ပေးတာကိုသဘောကျပုံရရင်ရှာကိုလည်းအသုံးပြုနိုင်ပါတယ်။ကျမစိတ်ကြွားလာတဲ့အခါကျမရဲ့လူတီဟောင်းလေးတွေကမာချောင်းလာတာကိုခံစားရပါလိမ့်မယ်။ဒီအခါမှာရှာတဲ့အချိန်အနေငယ်တော့ထိတွေ့ကစားပြီးပစက်ထဲကိုဆွဲငုံလိုက်ပြီးဆိုရင်ကျမအတွက်အကောင်ဆုံးအတွေ့အကြုံကိုခံစားသွားရစေနိုင်မှာပါတော့။ ကျမမတော်ဆိုရင်မခိုင်ပါနဲ့စနေနေ့ခိုင်ကိုလှုပ်ဆောင်ရမှာလူသေးကောင်းလေးကိုခိုင်မယ်ဆိုရင်ကျမစီကခွင့်ပြုချက်တောင်းဖို့လိုပါတယ်။ဝိကလေးတိုင်းကအခိုက်ခံရတာကိုမကြိုက်ကြတာကြောင့်တိတ်ကောင်းမလေးဖြစ်တဲ့ကျမကအခိုက်ခံရတာကိုသဘောချမှသာခိုင်တင်ပါတယ်။ဒီလိုမဟုတ်ဘဲခိုင်လိုက်မယ်ဆိုရင်တာယာမှုကိုဖျက်ဆီးနိုင်သလိုဖြစ်သွားနိုင်ပါတယ်။ဖာပဲလုံးလုံးမလောက်ခင်အစဉ်ပြေပြေစစ်စစ်ပါ။ နှုတ်ကိုလှုပ်ဆောင်ရမှာစောက်ကိုင်းတာလက်ဝါးနဲ့အသာရိုက်တာကိုက်တာစသဖြင့်အမျိုးမျိုးလုံနိုင်ပါတယ်။ဒါပေမဲ့တစ်ခုခုလှုပ်တော်မင်းဆိုရင်ညင်ညင်သာသာလေးအရင်လုပ်ပြီးကျမတို့အစဉ်ပြေမပြေကုန်မိပါ။ကျမဘကလက်ခံနေဆိုရင်ဆက်လုပ်တာအကောင်းဆုံးပါပဲရှင်။တရားနဲ့တရားတရားမှုခြင်းမတူနိုင်ဘူးဆိုတာသိထားပါ။လိလာဆန်းစင်မှုတွေရောရှင်သာကြည့်နေသူတွေကတင်းငယ်နေသူတွေတော့ အယုံခံစားမှုမကောင်းဘူးလို့ဆိုပါတယ်။ဒါကြောင့်ကျမတို့ရဲ့ရှင်သာအရွယ်စားကိုလိုက်ပြီးကျမဘယ်လိုလှုပ်ဆောင်မှုမျိုးကိုသဘောကျလဲဆိုတော့သိအောင်စူးစမ်းထားဖို့လိုပါတယ်။ဒါပြင်ကျမတို့ဓမ္မတာလာသိကိုဝင်ဆောင်ခြင်းနေမှာဆိုရင်ရှင်သာတွေဟာအထိတ်မခံနိုင်တော့အောင်လူရံပြီးနာကျင်တတ်တာကြောင့်ခယူဆိုင်ဖို့လိုပါတယ်။အောက်ပိုင်းကိုလည်းလျှို့ရှုမထားပါနဲ့။အပေါ်ပိုင်းမှာ စက်ဒီနှခိုင်ကိုလှုံ့ဆော်နေချိန်မှာအောက်ပိုင်းကဘန်ဘူးလေးဖြစ်တဲ့သမိုင်းဘုံလေးကိုလည်းပြိမထားတဲ့မှာပေါ့မိကလေးတွေရဲ့85ရာခိုင်နှုန်းကနေ95ရာခိုင်နှုန်းလောက်ထိကအဖုံလေးကိုလှုံ့ဆော်ပြီးမှသာကာမဆန္ဒပြေဝကိစ္စပြီးနိုင်ကြပါတယ်။ဒါကြောင့်ရှင်သားတွေကိုလှုံ့ဆော်ရင်သမကိုဆန္ဒပြေစေချင်ရင်အဖုံလေးကိုလည်းတပါတယ်လှုံ့ဆော်ပြီးတင်ပါတယ်ရှင်။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြုပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုဒ္ဓတာဖြစ်စေမဲ့အစားအလေးတွေကိုရွေးချယ်တင်ဆက်ပေးပါမို့စောင့်မျှော်ပေးကြပါဦးရှင်။တိကျအောင်ပြီးခဲ့တဲ့ပရိသတ်တရားစီစီကိုစိတ်ဆုထူမဲ့တင်ရှိပါရရှင်။